အာဏာသိမ်းစစ်ကောင်းဆောင်နေနိုင်ငံရေးညံ့လို့ရပါတယ်စီးပွားရေးညံ့လို့ရပါတယ်လူမှုရေးညံ့လို့ရပါတယ်ကျန်းမာရေးဘလို့ပဲညံ့ညံ့ညံ့လို့ရပေမဲ့ညံ့လို့မရတဲ့အရေးကြီးတဲ့အချက်ကစစ်ရေးပါပဲအာဏာသိမ်းစစ်ကောင်းဆောင်တယောက်စစ်ချုံးနေဆိုတာကိုယ်သေးတွင်ကိုတူးလိုက်တာပါပဲပေါက်ဖော်ပဲကဲကဲရုရှားပဲကဲကဲသူ့အရင်တက်ချုပ်ကြီးတွေဖြစ်ခဲ့တဲ့ဘုံနေဝင်းဘူတန်းရှိတို့လိုပဲသူ့ရဲ့တက်ချုပ်နေရာကို ပြန်ရဲတဲ့သူ သူ့ကိုပကုံးချင်းရှင်ရဲတဲ့သူမရှိဘူးလို့ မင်းအောင်လိုင်းယုံကြည်ထားလို့မရတဲ့အခြေအနေကိုရောက်နေပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့စောင်းပါရှင်ခင်မမရေးသားတဲ့ တပ်ပြုတ်ကြီးမင်းအောင်လိုင်းနဲ့ပယုတ်လုံးစစ်တပ်ဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်။2023ခုနှစ်အောက်တိုဘာ28ရက်30နှစ်ကုန်စစ်စင်ရေးစကတဲ့ကဩဂုတ်လလည်းအထိစစ်ကောင်စီတပ်နဲ့သူရဲ့ lobby တွေထောက်ခံသူတွေတခြားလုံးပြောနေကြတာကမြောက်ပိုင်းသုံးဘွဲ့နောက်ွယ်ကတရုတ်ကြိုးကင်နေတာဆိုတာပါပဲ။ဒီသုံးရနေဘွဲ့ကြီးကိုအင်အားရှိအောင်လက်နဲ့ပတ်ဖို့ဦးလေခဲရမင်းကြောင့်တွေကိုနောက်ွယ်ရနေပြီးတော့ပတ်ဖို့ရတာ။ဟဲ့ဟဲ့ဟာနေပါဘာနေလဲ။ တရုတ်ကလက်နက်ခဲယမ်းထုတ်ပြီးတာတရုတ်ကပညာရှင်တွေဝင်တိုက်နေတာစသဖြင့်စုံလို့ပါပဲလူမှုကွန်ရက်စာမျက်နှာမှာတရုတ်ပိုက်လမ်းပုံကြီးနဲ့မြေပုံတင်ပြီးဒီပိုက်လမ်းတစ်ချောင်းဆိုးမို့ဖို့တရုတ်ကလုပ်နေတာလို့ဝါဒဖြန့်ပြောရေးသားနေကြတာမမြင်ချင်းအဆုံးပါပဲ2024ခုနှစ်ဩဂုတ်လ14ရက်နေ့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီခရီးစဉ်အပြီးမှာတော့စစ်တပ်နဲ့သူ့ရဲ့လော်ဘီတွေထောက်ခံသူတွေလေးတန်းပြောင်းလာတာတော့အဘနယ်ပေါက်ပေါကြီးနဲ့ညှိလိုက်ရင်အေးဆေးဖြစ်သွားမှာပါဆိုပြီးပေါက်ပေါကြီးကချက်ချင်းပဲ မြန်မာစစ်တပ်ရဲ့ကျေးဇူးရှင်ဖေဖေကြီးဖြစ်သွားတော့တာပါပဲတကယ်ကတော့တိုင်းစစ်ဌာနချုပ်တခုအပါအဝင်တရင်တပ်ဖွဲ့ပေါင်းရာနဲ့ရှီပြီးဆုံးရှုံးနေတဲ့စစ်ကောင်စီတပ်ရဲ့အဓိကခေါင်းဆောင်ဖြစ်တဲ့အဓိကတာဝန်ရှိသူဖြစ်တဲ့တက်ချုပ်ကြီးဆိုသူမင်းအောင်လှိုင်ဟာသူ့ရဲ့ဆုံးရှုံးမှုတွေကြောင့်တက်ချုပ်ကြီးကလထိုင်လုံနေရကပေါက်ဖော်ကြီးကဲရင်သူ့နေရာတီမြဲမဲ့လို့ယူဆပြီးကောက်ွယ်ပြောဆိုနေတာပါပေါက်ဖော်ပဲကဲကဲရုရှားပဲကဲကဲသူ့အရင်တက်ချုပ်ကြီးတွေဖြစ်ခဲ့တဲ့ဘုံနေဝင်းဘူတန်းရွှေတို့လိုပဲ သူ့ရဲ့တက်ရှုပ်နေရာကို ပြန်ရဲတဲ့သူသူ့ကိုပခုံးချင်းရှင်ရဲတဲ့သူမရှိဘူးလို့မင်းအောင်လိုက်ယုံကြည်ထားလို့မရတဲ့အခြေအနေကိုရောက်နေပါတယ်။အကြောင်းရင်းကတော့မင်းအောင်လိုက်တက်ရှုပ်ကြီးဖြစ်တဲ့ကာလာအတွင်းစစ်ကောင်စီတပ်ဟာစစ်ချုံးနေပြီးတဖြည်းဖြည်းလုံပါပါနေလို့ပါပဲ။အာဏာသိမ်းစစ်ကောင်ဆောင်နေနိုင်ငံရေးညံ့လို့ရပါတယ်။စီးပွားရေးညံ့လို့ရပါတယ်။လူမှုရေးညံ့လို့ရပါတယ်။ကျန်တော်တွေဘလို့ပဲညံ့ညံ့ညံ့လို့ရပေမဲ့ညံ့လို့မရတဲ့အရေးကြီးတဲ့အချက်ကစစ်ရေးပါပဲ စစ်တပ်ကိုအသုံးချပြီးအာဏာသိမ်းထားတဲ့စစ်ကောင်းဆောင်တယောက်အတွက်အရေးကြီးဆုံးကတော့စစ်ချုံးလို့မရတာပါပဲ။ဘိုနေဝင်းဘူတန်းရွှေတို့အာဏာသိမ်းစဉ်ကာလကဇန်နဝါရီဘာပြဿနာပဲရှိရှိတခုလုံးအရာစစ်တော်မချုံးပါဘူး။ဘိုနေဝင်းအာဏာသိမ်းထားစဉ်ကာလကမြို့ဝကျွန်းပေါ်ဘကိုးရိုးမှမြေဖြားတိုင်းလို့ခေါ်တဲ့ပင်လယ်ဘူးဗန်းပေါက်ဒေသတရက်မင်းတုံးမင်းဘူးဒေသရခိုင်ပြည်နယ်တနင်္သာရီစတဲ့ဒေသတွေမှာစစ်ရေးအရာအနိုင်တိုက်နိုင်ခဲ့ပါတယ်။ ဒါအပြင်တက်မအသည့်တရင်တက်ဖွဲ့အသည့်တွေစစ်တိုင်းအသည့်တွေတိုးရှဲဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဘုန်နေဝင်းဟာစည်ရေးအရနယ်မြေအများစုကို ထိန်းချုပ်နိုင်ပြီးစည်ရေးအရအသာစီးယူထားနိုင်တဲ့အခြေအနေရှိပါတယ်။ဘုံတန်းရှိအာနာရယူထားစဉ်ကလည်းကရင်ကိုပြိုကွဲအောင်လုပ်နိုင်ခဲ့တယ်လို့ကရင်ဒေသအများစုကိုထိန်းချုပ်နိုင်ပါတယ်။ရန်ရှိမှာခွန်စာတက်ဖွဲ့ကိုတိုက်ခိုက်ခဲ့ပြီးအင်အားတောင်းတဲ့ရှိလက်နက်ချကပြိုကွဲစေနိုင်ခဲ့ပါတယ်။လက်နက်ကိုင်တက်ဖွဲ့အတော်များများနဲ့ငြိမ်းချမ်းရေးယူခဲ့ပြီးနောက်ဆုံးမှာ အဖွဲ့အစုကိုစစ်တပ်လက်အောက်ခံနေကြားဆောင်တက်ရင်းနဲ့ပြည်သူစင်များအဖြစ်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဒါအပြင်တပ်မနဲ့အစ်စင်ကြီးတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခောက်တွေတရင်တက်ဖွဲ့အစ်စ်တွေစစ်တိုင်းအစ်စ်တွေဖွဲ့စည်းနိုင်ခဲ့ပါတယ်။မိုးတန်းရွှေလဲစစ်ရေးအရာနယ်မြေအများစုကိုထိန်းချုပ်နိုင်ပြီးစစ်ရေးအရာအသာစီယူထားနိုင်တဲ့အခြေအနေရှိပါတယ်။လက်ရှိမြန်မာစစ်တပ်ရဲ့စစ်ကောင်းဆောင်မြန်မာစစ်တပ်ရဲ့အခေါ်အဝေါ်အရတချုပ်ကြီးဖြစ်တဲ့မင်းအောင်လှိုင်ကတော့သူ့အရင်စစ်ကောင်းဆောင်နှစ်ယောက်နဲ့မတူဘဲပြပြီး တနိုင်ကံလုံးအနေထားနဲ့စည်ရေးအရာအသာစီးရယူထားနိုင်ခြင်းမရှိသလိုပြောင်းမြန်ရလဒ်ကိုကြုံတွေ့နေရပါတယ်။တချုပ်ကြီးမေအောင်လိုင်ရဲ့ကိုကဲမှုအောက်မှာမြို့ပေါင်း80ကျော်အပါအဝင်နေမြေအများအပြားဆုံးရှုံးသွားခဲ့ပါပြီ။အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခစစ်တိုင်းအပါအဝင်ဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာစာတခု စကခ၄ခုအပါအဝင်ရှင်းလင်းရှင်းမြန်အမြောက်လေကြောင်းရန် ကာကွယ်ရေးဆက်သွယ်ရေးထောက်ပို့ စင်မြေပြင် အင်ဂျင်နီယာဝင်တင်စရှိတဲ့တရင်တပ်ဖွဲ့ဌာနချုပ်တွေနေကြားဆောင်ရဲတပ်ဖွဲ့တွေနေကြားဆောင်တရင်ဌာနချုပ်တွေစုစုပေါင်း140ခန်းဟာဒေါ်လာရေးတပ်ဖွဲ့တွေရဲ့တင်ပိုက်ရှင်းခံရပြီးမြန်မာစစ်တပ်စစ်အင်ဂါစင်တွေကပျောက်ကွယ်သွားပြီလို့စစ်ရေးလေလာသူများရဲ့သုံးသပ်ချက်များအရသိရပါတယ် ကြံတရင်တက်ပွဲအများစုဟာလည်းအထိနာနေကြတယ်လို့သိရပါတယ်။တရှုပ်ကြီးမင်းအောင်လှိုင်ရဲ့သူ့ရဲ့ထောက်ခံသူတွေဟာစကန်းတစ်ခုကိုရက်ကြာကြာခုခံနိုင်ရင်အောင်ပွဲရတယ်လို့မြူးတူးနေကြပြီးအဲ့ဒီစကန်းအဲ့ဒီမြို့ကျသွားတာနဲ့အဲ့ဒီစကန်းအဲ့ဒီမြို့အကြောင်းအတန်လုံးဝမထွက်ကြတော့ပါဘူး။မြားမကြခင်ကလည်းစစ်တိုင်းဌာနချုပ်တစ်ခုကျသွားပါပြီ။ရမခါလိုတိုင်းစစ်ဌာနချုပ်ဟာအင်အားထောင်ကနန်းရှိပြီးလက်နက်ခဲယမ်းလည်းအပြည့်အစုံရှိကလေကြောင်းပစ်ကူလည်း နေညာမပြတ်ပေးနေတဲ့အောက်မှာကြာရှုံးသွားတာပါဒါအပြင်ရှမ်းမြောက်ကမြို့အများပြားလဲလက်လွတ်ခဲ့ရပါတယ် online မှာတော့တချို့ကြီးတွေရှုံးရဆိုပြီးရေးကြရတယ်ဝိုင်းပြီးရှုံးတယ်ဟိုတက်မရဘက်ကအရင်ထိညာရဆိုပြီးဝိုင်းရေးကြတွေ့ရေးတာပေါ့ဒီလိုပဲရေးကြမှာဟုတ်ဒါအပြင်ရှေလီယားတဲ့ဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်လာအိုထိုင်းနယ်စပ်တခြားငယ်စံမင်းရဲ့60ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲစွန့်လွတ်ခဲ့ရပြီဖြစ်ပါတယ်။ကချင်ပြည်နယ်မှာ AR မြစ်အရှိတ်အမျိုးအစုလက်လွတ်ခဲ့ပြီဖြစ်သလို တနိုင်းဘူဒါအိုဗံဘောဒေတာတွေဟာဖြတ်တော့ပိတ်ဆို့ခံရပါတယ်။ဖာကန်ဒေတာဟာပိတ်ဆို့ခံထားရတယ်လို့ကရှင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ထိန်းချုပ်မှုအောက်ကိုမကြခင်ရောက်ရှိသွားနိုင်ပါတယ်။စစ်တပ်နာမည်ပြက်နေတာကတော့တပ်တန်း၃နှစ်ခန့်သာရှိသေးပြီးဗရက်တွေလို့မြန်မာစစ်တပ်ကလောင်ပြောင်ခဲ့တဲ့ PDF တွေနဲ့တိုက်ပွဲတွေမှာဖြစ်ပါတယ်။ PDF တပ်ဖွဲ့တွေဟာအင်အား80ကျော်နဲ့ခုခံနေတဲ့ဒီပဲရင်ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဗုဒ္ဓလင်နေထဲမှာအင်အား80ကျော်ပါတဲ့စစ်ကြောင်းကိုအောင်မြင်စွာ ရှေမုံနိုင်တာတွေ့ရပါတယ်။နောက်ဆုံးအင်အား900ကျော်အထိဖြည့်တင်းခုခံခဲ့တဲ့ပင်လယ်ဘူးမြို့ကိုလည်း PDF များ53ရက်ကြာတိုက်ခိုက်ပြီးနောက်အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်400ကျော်ရရှိသွားပါတယ်။စစ်ကောင်စီတပ်အင်အား900ခန့်စီနဲ့ခုခံနေတဲ့အင်ဒိုနဲ့ထီးကြိုင်ကိုလည်း PDF များကဝိုင်းပတ်ပိတ်ဆို့ပြီးဆက်လက်တိုက်ခိုက်နေတာတွေ့ရပါတယ်။စကိုင်းတိုင်းနေသာမကမကွေးတိုင်းပဲခူးတိုင်းနေပြီးတော့တနင်္သာရီတိုင်းတွေမှာလည်း PDF တွေရဲ့ပျောက်ကြားတိုက်ပွဲတွေနေရာအနှံ့တွေ့ရပါတယ်။ ။ကရင်ကရင်နီနဲ့ချင်းတို့မှာလည်းမြို့များအပါအဝင်နေမြေတချို့ကိုဆုံးရှုံးနေပြီးမြို့တချို့ကိုဒေါ်လာရိတ်တပ်ဖွဲ့တွေဆက်လက်ထိုးစစ်ဆင်နေတာတွေ့ရတယ်လို့စစ်တပ်ရဲ့စစ်စင်ရေးအများစုဟာလည်းအောင်ပွဲမခံနိုင်ပဲအလဲလဲအကွဲကွဲဖြစ်နေတာတွေ့ရပါတယ်။တရုတ်အစိုးရကမြောက်ပိုင်းကတိုင်းသားအဖွဲ့တွေကိုဖိအားပေးတာကိုအခွင့်ကောင်းယူပြီးလာချိုးကိုပြန်သိမ်းတော့မလို့လို့ဆုံးရှုံးသွားတဲ့နေမြေတွေပြန်သိမ်းတော့မလို့စိုက်ဝါလွင့်နေပေမဲ့တက်ချုပ်ကြီးမင်းအောင်နိုင်တဲ့သူ့လော်ဘီတွေဟာရခိုင်နဲ့ပတ်သက်ပြီးလုံးဝလေးသာမဟနိုင်ပါဘူး။အာရကတက်တော့အေးအေးဟာ ရခိုင်မှာစစ်တပ်မျိုးနဲ့တင်ပိုက်ထားပြီးရခိုင်တောင်ပိုင်းရှိတန်တွဲကျင်းတဒီတို့ကိုတင်ပိုက်ပြီးနောက်ဂွားမျိုးကိုဥတီနေပါပြီမောင်တော်မျိုးမှနေကြားဆောင်တက်ဖွဲ့ခွဲနာခခငါမျိုးတကြီးစကန်တစ်ခုသာတက်တက်လီကြံပါတော့တယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခရှိရာအမ်းမှာတော့တောဟင်းတောင်ဘျူဟာမဲတောင်ဘျူဟာတွေကြာပြီးနောက်အမြောက်ဆန်တွေနပခစစ်ဌာနချုပ်ထဲကြပြီးတိုက်ပွဲဟာအမ်းမျိုးကိုရောက်လာပါပြီစစ်သားနဲ့ရဲမိသားစုဝင်နဲ့မင်းဘူးမကွေးကိုထွက်ပြေးကုန်ကြပါပြီ အန်အခြေဆိုင်နာပါခစစ်ဌာနချုပ်နဲ့တောင်ကုတ်အခြေဆိုင်စကခငါလဲကြာချုံးဖို့တိတ်မလို့တော့ပါဘရခိုင်မှာတော့ပောက်ဖော်ကြီးလဲစစ်ကောင်စီတပ်ကိုကယ်ဖို့စ조사နိုင်ပုံတော့မရပါဘူးအေနဲ့ရခိုင်လူလူကိုပောက်ဖော်ကြီးဖြက်လေးဖြက်တို့ဖြက်ငါးဖြက်တို့လုပ်လို့မရပါဘူးမရတဲ့အပြင်အိန္ဒိယမေဇိုရန်ပြည်နယ်ကနေပလောက်ဝမတဆင်ရခိုင်ကိုလွတ်လပ်စွာကုန်သွယ်ခွင့်ပြုထားတဲ့အတွက်စီစားရိတ်ခါစေဝါလောင်စားစီတင်သွင်းခွင့်ရနေပါတယ်စီရဲ့အရာလဲရခိုင်မှာပြန်လန်ထိုးစစ်ဆင်ဖို့မပြောနဲ့ အေအေရဲ့ထိုးစစ်လိုက်မလာစေဖို့စစ်တပ်ဟာတရားတွေဒဇင်းပြဒဇင်းရှိုးပြီးစောက်ခွာနေရပါတယ်။လက်ရှိအခြေအနေအထိရခိုင်မှာစစ်တပ်ကရှိုးတဲ့တရားဟာ30နီးပါးရှိပြီလို့သတင်းမီဒီယာများရဲ့မှတ်တမ်းများအရသိရပါတယ်။ခွားမျိုးအနီးကဆက်သွားတရားကိုလည်းထတ်ချိုးဖို့ပြင်နေတယ်လို့သိရပါတယ်။အခုရခိုင်မှာစစ်ကောင်စီရဲ့ဒုတိယမြောက်ဒိုင်းစစ်ဌာနချုပ်နဲ့ ပြစ်စမမြောက်စကခကြာဆုံးဖို့တိတ်မလို့တော့ပါဘူးအာနာသိန်းစစ်တပ်ရဲ့တက်ချုပ်ကြီးမင်းအောင်လိုင်းဟာလက်တွေ့စစ်မြေပြင်ရလက်အရတော့တက်ပြုတ်ကြီးဖြစ်နေပါလေဒါရီဟာတက်ချုပ်ကြီးမင်းအောင်လိုင်းအပေါ်ဖိစည်းလာတဲ့အကြောင်းတရားဖြစ်ပါတယ်မြို့တွေတမျိုးပြီးတမျိုးကြာနေတယ်လို့တက်ဒီတခုပြီးတခုပြုတ်နေပါတယ်တောင်းတဲ့ရှိတဲ့စစ်သားတွေတေကြီးတရားရနေတယ်လို့တောင်းတဲ့ရှိတဲ့စစ်သားတွေလက်နက်ချအဖမ်းခံနေရပါတယ်စစ်သားတွေအတွက်တရင်တက်ဖွဲ့ဌာနချုပ်ထဲကထွက်ခတဲ့ကစစ်မြေပြင်ဖြစ်နေပြီးအချိန်မရွေးသေးနိုင်တယ်လို့ ်အခုနှစ်ပိုင်းနေဆိုရင်စစ်တပ်မှာအသေးပြောက်မရှိတဲ့နေဆိုတာမရှိတော့ပါဘူးအခုဒီ PDF တွေချနေတယ်နော်တက်နေတယ်နော်အဲ့ဒီလိုတက်လိုက်တဲ့ချလိုက်တဲ့ဟာကြောင့်စစ်တပ်ထဲမှာဘုံမူကြီးတယောက်လောက်ကအေးပြတ်မသွားဘူးဘုံမူကျုပ်တယောက်လောက်ကထမင်းစားပြတ်မသွားဘူးဘုံမူကျုပ်ထက်ကြီးတဲ့ဘိုလ်ချုပ်တတိယဘိုလ်ချုပ်ကြီးတွေအစင်းလောက်ကအရင်ဘောမပြတ်သွားဘူးဒါအပြင်စစ်မြေပြင်တံမှုတွေဖြစ်တဲ့ဘုံမူကြီးဘုံမူကျုပ် ဗိုလ်ချုပ်အဆင့်နေအထိတေးတာဒဏ်ရာရတာအဖမ်းခံရတာလက်နက်ရှရတာစတဲ့အခြေအနေမျိုးစုံကြုံနေရတာတွေ့ရပါတယ်စစ်ချုံးတက်မှုတွေကိုတေးတန်းထောင်းတန်းအမျိုးမျိုးပေးနေတာ တွေ့ရတယ်လို့ဒိုင်းမှုနဲ့အထက်အဆင့်တွေတောင်မှအချိန်တို့တွင် ပြုတ်တာပြောင်းတာဘေးရောက်သွားတာပြီးခက်ဆိတ်ဆိတ်တွေ့နေရပါတယ်ကြံနေသေးတဲ့စစ်ဗိုလ်ချုပ်တွေရဲ့အလှည့်လဲမကြခင်ရောက်လာနိုင်တယ်ဆိုတာအားလုံးခံစားနေရပြီဖြစ်ပါတယ်ရှေ့တန်းမပြုတ်ရင် နောက်တန်းမှာပြုတ်ရတဲ့ကာလပေါ့နောက်ပြီးတော့လဲတက်သားမဖြစ်တင်းနိုင်လို့ တပ်သားတွေတွေအတင်းအဓမ္မကောက်ယူနေပေမဲ့တိုက်စိတ်ခိုက်စိတ်မရှိကြလို့စစ်တိုက်ဖို့ခက်ခဲနေပါတယ်တိုက်စိတ်ခိုက်စိတ်မရှိစစ်ရေးအတွေ့အကြုံမရှိတဲ့တပ်သားတွေစစ်မြေပြင်မှာဝင်တော့ဝင်ဖို့ပဲလို့စစ်ရေးအတွေ့အကြုံရှိသူများသိကြတယ်လို့တပ်သားတွေအခွင့်အခါရရင်ရတယ်လို့ထွက်ပြေးနေကြတာလည်းတွေ့ရပါတယ်စစ်သားမဆိုထားနဲ့ဘိုးတင်နဲ့တက်မဲ့သူမရှိတော့လို့ရေရှည်မှာတက်ကိုအရာရှိအင်အားဖြစ်တင်းဖို့တောင်ခက်ခဲတော့မဲ့အခြေအနေကိုတွေ့နေရပါတယ် ဒါအပြင်စစ်ရှုံးပြီးနေမျိုးတွေစွန့်လွတ်နေရတဲ့အတွက်လက်ရှိစစ်ဘုတ်ကျုပ်တွေတာမကအနားယူသွားပြီးဖြစ်တဲ့စစ်ဘုတ်ကျုပ်တွေရဲ့အသက်နဲ့ပိုင်ဆိုင်မှုတွေအတွက်အာမခံချက်ဟာလည်းတဖြည်းဖြည်းကျော်ပါလို့လာနေတာကိုမြန်မာစစ်ကောင်းဆောင်ဟောင်းတွေရောအစ်တစ်တွေပါခံစားနေရပြီဖြစ်ပါတယ်။တိပုတ်ကြီးမင်းအောင်လှိုင်ကလည်းဒီအကြောင်းကိုရိပ်စားပြီးလို့သူ့ရဲ့လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်စီမံထားသလိုသူ့ကိုပြန်ပြီးပုံကန်နိုင်တဲ့သူတွေကိုလည်းတင်းတင်းကြပ်ကြပ်စောင့်ကြည့်နေတယ်လို့သိရပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်မတက်နိုင်တာကတော့စစ်ရှုံးနေတာကိုမရက်တက်နိုင်တာပါပဲ။ အခုရက်ပိုင်းမှာတော့နပခတိုင်းစစ်ဌာနချုပ်အထိတိုက်ပွဲတွေရောက်ရှိလာပြီးဖြစ်ပါတယ်။နပခမှာအရှိစိုက်ထားတဲ့တက်တချို့ကိုလည်းအေအေကသိမ့်ပိုက်သွားခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်ပကံတို့ငင်းချန်တို့ကနေဘေးဝန်းကျင်ရွာတွေကိုဘုံကျဲတာမြင်နေရတယ်လို့ပြင်ဦးလေနဲ့မန္တလေးကနေလက်နက်ကြီးတွေကိုတိမ့်တိမ့်တုံအောင်ပစ်ခတ်နေရတဲ့အခြေအနေပါ။နောက်ထပ်မြို့တွေနဲ့နောက်ထပ်တိုင်းစစ်ဌာနချုပ်တခုထပ်မံကြချုံးဖို့နီလာပြန်ပြီးဖြစ်ပါတယ်။စစ်ချုပ်နေတဲ့တပ်ပြုတ်ကြီးမင်းအောင်လိုင်လက်ထက်မှာစစ်တပ်ဟာပယုတ်လုံးလိုလုံးပါပါနေပါပြီး အပေါ်မှာပြောခဲ့သလို အာနာသိန်းစေကောင်းဆောင်တယောက်ဟာအခြားဟာတွေမှားလို့ရပါတယ်စစ်ရှုံးလို့တော့မရပါဘူးအာနာသိန်းစေကောင်းဆောင်တယောက်စစ်ရှုံးတယ်ဆိုတာကိုယ်တည်တွင်ကိုတူးလိုက်တာပါပဲရမခစစ်တိုင်းကြချုံလက်လွတ်ရပြီး၃လခန့်အကြာမှာနောက်ထပ်တိုင်းစစ်ဌာနချုပ်တခုကိုထပ်မံလက်လွတ်ရမယ့်အခြေအနေတို့စားရောက်နေပြီဖြစ်ပါတယ်တပ်ပြုတ်ကြီးမင်းအောင်လှရဲ့တရုတ်ခရီးစဉ်မတိုင်ခင်မှာကိုတိုင်းစစ်ဌာနချုပ်တခုပြုတ်ဖို့များနေပါပြီတပ်ချုပ်ကြီးကနေတပ်ပြုတ်ကြီးဖြစ်လာနေတဲ့မင်းအောင်လှအနေနဲ့ စစ်တပ်ကပရုတ်လုံးလိုတဖြည်းဖြည်းလုံပါပါလာနေတာကိုတားဆီးဖို့ခက်ခဲပါလိမ့်မယ်။တပြုတ်ကြီးနဲ့အတူမြန်မာစစ်တပ်ဇာသိမ်းမလား။တပြုတ်ကြီးကိုဖယ်ချပြီးမြန်မာစစ်တပ်ယုံထွက်မလား။ယုံထွက်နိုင်ပါမလားဆိုတာကတော့စိတ်ဝင်စားပွဲဖြစ်ပါတယ်။တပြုတ်ကြီးနဲ့ပရုတ်လုံးစစ်တပ်ဇက်လန်းတွဲကတော့အခုမြန်မာပြည်မှာစိတ်ဝင်စားစရာအကောင်ဆုံးဇက်လန်းတွဲလို့ခင်မမပြောရင်လုံနေလို့မထင်ကြစေလို့ပါ။ဆောင်းပါရှင်ခင်မမအဆုံးထိနောက်ပြီးတဲ့အူးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ ကျွန်တော် channel မှာယခုကဲ့သို့စာပြီးစောင်းမများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်